Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ကလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ကနေအားလုံးကိုလွှဲထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့2025ခု April 20ရက်နေ့ရဲ့မနက်ပိုင်းသတင်းစုသတင်းကောင်းတွေကိုကျွန်တော်အတူတောင်းမှကြည့်ကြမှာဖြစ်ပါတယ်နော် Okay ဒီနေ့မှာတော့ကျွန်တော်တို့ Ala Lisic ကို Shadow နဲ့ပြစ်ခတ်တဲ့သတင်းပြီးတော့ Pewso TT ကိုဖမ်းမိတဲ့သတင်းတွေအပြင်ကျွန်တော်တို့ဒီမနေ့ကချက်ဖက်စစ်ကောင်စီရဲ့ဘုံကျဲမှုကြောင့်ပါနော်ဒီပြည်သူတွေထပ်ပြီးတော့တင်းစင်းထပ်တိုးလာတယ်ဆိုတဲ့သတင်းတွေအပြင် MMDA ရဲ့ ကူညီပေးမှုနဲ့ပေါ့နော်အချက်မဲ့စစ်ကောင်စီကတခုဆိုရင်လာရှုမြို့ထဲမှာစတင်နေရာယူနေပြီဆိုတဲ့သတင်းတွေကျွန်တော်နားထောင်မှာဖြစ်ပါနော်ဟုတ်ကဲ့ကျွန်တော်အရင်ဆုံးလိုရီတူရှင်သတင်းနဲ့စားလိုက်ပါမယ်နော်စေအိုစုအလာလီရက်စကန်ကိုရှော့ရတဲ့တော့နဲ့ပြစ်ခတ်တိုက်ခိုက်ငလင်ပြီးကြုံတွေ့နေရတဲ့ပြည်သူတွေကိုလေချောင်းတက်ဖြတ်မှုဇက်တိုက်လှုပ်ဆောင်နေတဲ့စေအိုစုရဲ့နေပြည်တော်အလာလီရက်စကန်ကိုတရားခွန်မှာရှော့ရတဲ့တော့နဲ့ပြစ်ခတ်တိုက်ခဲ့တယ်လို့ Brave Warrior for Myanmar BWM အဖွဲ့တာဝန်ရှိသူက MPF ကိုပြောပါရတဲ့ နောက်ထပ်သတင်းတစ်ပုဒ်ကတော့လာရှုမျိုးတွေရောက်လာတဲ့စစ်အုပ်စုကိုကိုကက် MMD ကလုံခြုံရေးယူပေးထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်ရက်ကွက်နှစ်မှာရှိတဲ့စင်နဂေါဟိုတယ်မှာတဲခုံနေပါတယ်တဲ့အဲ့တဲကုတဲကုခံကောနော်ကိုကက်ရဲတွေကလက်နက်အပြည့်စုံနဲ့လုံခြုံရေးစောင့်ကြည့်ပေးထားတယ်ဆိုတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ဂျပန်စစ်ကောင်စီကတော့လာရှုမျိုးတွေရောက်လာပြီဘယ်လိုတွေဆက်ဖြစ်မလဲဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ရဖြစ်ပါတယ်နော် နောက်ထပ်သတင်းပုဒ်ကတော့ရေထွက်ရာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတေဆုံးသူတွေထပ်တိုးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်။ကလေးငယ်တွေပါဝင်24ဦးထိရှိလာပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲဒီတော့ဒီမှာဆိုရင်တပိတ်ချင်းမြို့နယ်မှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်2ရက်အတွင်းမှာပြည်သူ40ဝင်းကျင်တေဆုံးထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲဒီအချက်မဲ့စစ်ကောင်စီကဒီလေကြောင်းဘုံချင်းမှုကတော့နေ့တိုင်းမှာပြုတ်လုံနေတာဖြစ်ပါတယ်နော်။ဒဏ်ရာတွေနဲ့ကဲပါအော်နေကြတဲ့သူတွေအလောင်းတွေရောမြေမကောင်းတဲ့လူစီးတဲ့နေရာတွေချီကျဲကြတာလို့မြေမှာတာဝန်ရှိတဲ့သူတို့ကပြောပါတယ်။ အဲ့တော့ဒဘီချင်းမြို့နယ်ကိုစစ်ကောင်စီကဇက်တိုက်ဘုံးကျဲတိုက်ခိုက်နေပြီး April 18ရက်နေ့မနေ့မနက်10:00နာရီကျော်မှာလဲလက်ကျကြီးရလေကောင်ကိုပေါင်300ဘုံးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ73ဦးသေဆုံးခဲ့တယ်လို့စွန့်ရသူ3ဦးလည်းရှိတယ်လို့သတင်းရရှိပါတယ်နော်အဲ့တော့ချင်းမစစ်ကောင်စီကခုဆိုရင်ဘာမှမဆိုင်နေတာစီးပြစ်မဲ့လည်းမဟုတ်ဘူးရွာတွေမှာဒီလိုလူစီကားတဲ့နေရာကိုရွာတောင်မှလူစီကားတဲ့နေရာကိုတက်တက်ကြီးဘုံးကျဲတဲ့အနေအထားဖြစ်ပါတယ်နော် နောက်တဲ့သတင်းတစ်ပုဒ်ကတော့ Time မြန်မာနေဆက်ရှိ Tita Viewer Scan ကို KNL တက်မဟာတက်မဟာလေးကတိတ်ပိုက်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ကရင်မျိုးသားစီယုံ KNU ထွက်ခဲ့ခရင် Time မြန်မာနေဆက်၌စီရေးအရာရေးပါတဲ့စစ်ကောင်စီရဲ့ Tita Viewer Test Scan ကိုယနေ့ AP 19ရက်မညပိုင်းကအပိဓာသိခနိုင်ငံကြောင်း KNU ထောက်ဝဲခရံအတွင်းမှုဘရိုစောရနာကပြောပါတယ်ဗောနော်အဲ့တော့ဒီ KNU ကတော့ခုချိန်မှာဆိုရင်စကန်နေတစ်ခုပြီးတစ်ခုတော့တအီးအီးနဲ့တိမ့်တယ်ဗောနော်သူတို့ပြောသလိုပဲခြွေစစ်နဲ့သူတို့စကန်နေကိုတစ်ခုပြီးတစ်ခုတိမ့်နေတဲ့အနေအထားဖြစ်ပါတယ်နော် ကဲနောက်ထပ်သတင်းကောင်းတစ်ပုဒ်ကလည်း KNDF က view ဟာအမှတ်ကိုထပ်မံဖွဲ့စည်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့2024ကုန်ပိုင်းဒီ KNDF တွင်တဲ့ view ဟာအမှတ်၈တိရှိက view ဟာလည်းအနည်းဆုံးတရင်၃ခုမှအများဆုံး၅ခုတိရှိပါတယ်တဲ့။ဂျမနစ်ကတည်းက KNDF မှာတပ်ဖွဲ့ဝင်အင်အားတောင်းတဲ့အထက်ရှိကြောင်းစီရေးချုပ်ခူရီတူကပြောထားတယ်ပေါ့နော်။အဲ့တော့ KMD ကလည်းတော်တော်လေးကိုအင်အားတောင်းတဲ့အနေထားမှရှိပါတယ်နော်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တိုက်ပွဲပြင်းထန်နေတဲ့ကော့ကရစ်မြို့တွေစစ်ကောင်စီကမြို့ခံပြည်သူတထောင်ကျော်အားဒဇဂန်ဖြစ် ထိန်းထားပြီးထွက်ခွင့်မပေးဘူးဆိုသိရပါတယ်နော်အဲ့တော့မြို့မှာကြောင်းဆရာတော်ကပြည်သူများထွက်ခွင့်ပေးရင်စစ်ကောင်စီတန်းတောင်းဆိုတော့လဲထွက်ခွင့်မပေးဘူးတဲ့အဲ့တော့ကော့ကရိတ်မြို့ဝင်းကျင်နဲ့ကော့ကရိတ်မြို့မှာဒေါနာတောင်ပေါ်တောနောရေတကုတ်ထိနေရာယူထားသောအောင်ဆက်စစ်ကြောင်းအားအမျိုးသားလူမျိုးရေးတပ်မတော် KLL PDF ပေါ်တများကအပိုင်းလိုက်ဖျက်တောက်ထားပြီးယခုရက်ပိုင်းတွေအဆိုပါနေရာများတွေနေ့စစ်တိုက်ပွဲများပြင်းထန်နေတယ်လို့ကရင်စီးရေးသတင်းများကသိရပါတယ်နော် အဲ့တော့အဲ့အဲ့မောင်စည်းရစစ်ချောင်းကအခုချိန်ဒီမရောက်သေးဘူးနော်အခုကတော့မေမောင်စည်းရစစ်ချောင်းကိုကရင်ဖွဲ့တွေရောဒီ KRA ဖွဲ့တွေပါနော်တကယ်ထိုးစစ်နဲ့ပြန်တိုက်ခိုက်တဲ့အနေအထားဖြစ်ပါနော်ကဲနောက်တဲ့သတင်းဘုတ်ကတော့ဗောနော်တိုက်ထိုဒီဂရက်ချောင်းပါဗောနော်ပူစော့တီကိုဖမ်းဆီးတဲ့သတင်းနဲ့ပတ်သက်ပြီးတော့အာကျွန်တော်သတင်းတွေကြားရဗောနော်အဲ့တော့အချက်ဖက်စစ်ကောင်စီရဲ့ဒီ lobby တွေကတော့ပြည်သူတွေကိုဖမ်းတော့ပါလေဆိုပြောတာရှိတယ်ဗောနော်အဲ့တော့အဲ့တရင်အဲ့တရင်မှာရှိတဲ့သတင်းနဲ့ပြန်ကြားရေးကပြန်ပြီးတော့ဗောနော်ဖြည့်ရှင်းထားတယ်နောက်တော့ကြည့်အောင်နော် ကျွန်တော်15ရက်နေ့မှာပေါ့15ရက်၄လ2025ရက်နေ့မှာညောင်လေးပင်ကနေပြီးတော့ resorti တွေပါလာတဲ့ကားအဲ့ဒီကားဒီကားကျွန်တော်တို့ကြိုက်သူမြို့နယ်ဒီမွန်ချောင်းကြီးရွာကရက်ချောင်းကြီးတို့ပေါ်မှာရှိနေတယ်ကရက်ချောင်းပေါ့နော်ကရက်ချောင်းမှာရှိနေတယ်ဆိုတာသိရတာပေါ့နော်အဲတရင်အဲရတယ်ပေါ့အဲ့ဒီတရင်ရကျွန်တော်တို့ကဖန်စီတာဖြစ်တယ်ကျွန်တော်တို့ကိုအနေငယ်ခုခံတာပေါ့နော်ပြီးသူပြီးသူဒီကောင်းတော့အပါပေါ့နော်ပြီးသူဒီ အဲချို့ပါလေကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်တို့ဘလုံးမသိရသေးဘူးမသိရရဲ့အတွက်တို့ကမိသားစုတွေပါလာတယ်အဲတို့ရဲ့မိသားစုတွေမှာကလေးတွေရောသူရဲ့မိန်းမတွေပေါ့နော်အဲအဲ့ဒါတွေလည်းပါလာကြတယ်အားလုံးကိုကျွန်တော်တို့အာလုံချုံကြီးကကျွန်တော်ခေါ်ရတာပေါ့နော်အာသူ့လုံချုံကြီးကိုလုံချုံကြီးပေါ့တကယ်တော့ကျွန်တော်အဲ့ချိန်မှာမိသားစုတွေမဆိုင်တဲ့မိသားစုတွေကိုလည်းကျွန်တော်တို့ပြန်လုပ်လို့ရတာပေါ့နော်ဒါပေမဲ့ဟိုဘဒူကဖြစ်စောတီအာဘဒူကမိသားစုတွေဆိုတာမသေးခွဲသေးတဲ့အဖြစ်ကျွန်တော်လက်တော်ကျွန်တော်ခေါ်ဆောင်လာတာဖြစ်တယ်အဲကျွန်တော်လုံချုံတဲ့နေရာရောက်တဲ့အချိန်မှာကျွန်တော်တို့စစ်စစ်ပေါ်ပေါက်ချက်တွေရဖြစ်စောတီကအာခေါင်းဆောင်လိုက်မင်းပေါ့နော် အဲ့ဒီပြည်စတိကောင်းဆောင်လိုက်နေအဲဟိုညောင်လေးပင်ရပေါ့အဲသူပါဝင်၅ဦးပေါ့နော်အဲသူစနီးနဲ့စစနီးမှတ်ရမင်းပေါ့အဲ့ဒါတွေကိုတော့ကျွန်တော်တို့လက်ရှိဟိုထိမ့်သိမ့်စစ်ဆေးနေစေဖြစ်တာပေါ့နော်ကျန်တဲ့မိသားစုဝင်တွေကိုတော့ကျွန်တော်တို့ဟို16ရက်6လ2025ရက်နေ့မှာကျွန်တော်တို့ကောင်းမွန်စွာကျွေးမွေးလေးဆက်ဆောက်ပြီးတော့ကျွန်တော်တို့ဟိုပြန်လဲလွတ်မြောက်လိုက်ပြီလွတ်ပေးလိုက်ပြီဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့အနေနဲ့ဘေးကင်းလို့ကျွန်တော်တို့လက်ကနေ အဲလွတ်မြောက်သွားပြီဖြစ်တာပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့ကျူးနော်သူတို့နဲ့ဆိုင်တဲ့ဒီစိုးတီနဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာဒီစိုးတီဝင်တွေမဟုတ်ပါဘူးဒါကျွန်တော်တို့အနေနဲ့ပြည်သူတွေကတက်မှတ်တယ်အပြည့်ရှိသူတွေအပြည့်ရှိတဲ့အတိုင်းကျွန်တော်တို့စစ်ဆေးပေါ်ထုတ်အရေးယူတော့မှဖြစ်တာပေါ့နော်အဲဒါကိုလည်းကျွန်တော်ပြည်သူတွေကိုကျွန်တော်ချက်ချက်ချင်းဖြစ်ပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့ဒီဂရုကိုချက်ချင်းကျွန်တော်မလို့ဆိုခုနဆစောပြောသလိုပေါ့အဲဘယ်သူကလူငယ်တွေပါတယ်လေဒီစိုးအသက်မပြည့်တာတွေပြည့်တာတွေဆိုတော့အသက်အဲ့ပြည့်ရတော့ကျွန်တော်ရင်းဆုံးဆွဲထုတ်ပြီးတော့စစ်စေးတဲ့အဲ့ထဲမှာမှပြစ်စုတ်သေးဆိုတာငါ့ဘူးပေါ်ထွက်လာတာပေါ့နော်အဲကျန်တဲ့ဟာတွေကိုကျွန်တော်ပုံကျွန်တော်လိုက်ပါပြီ အဲကျွန်တော်တို့ချက်ချင်းမလို့ဘူးဆိုတဲ့ယူရချက်ကကျွန်တော်တို့လှုပ်လိုက်တော့လှုပ်လိုက်လို့နော်စစ်ကောင်စီဘက်ကနေပြီးတော့အဲသူတို့ကောင်တခုအတည်းပြုတ်ပြီးတော့ကျွန်တော်တို့လောက်လိုက်တာပါဆိုပြီးတော့လေသူတို့တရေမာတွေထုတ်နေမှာပါဟုတ်တယ်အဲဆိုရင်တော့ဗောနဒါမျိုးတွေဖြစ်နေကျွန်တော်တို့ဟုတ်တယ်အဲတို့လောတို့လောပြည်သူတွေနေလဲတို့လောတို့လောဟိုအမြင်မျိုးတွေမြင်သွားမှာပဲကျွန်တော်မလိုလားဒါကြောင့်မို့ကျွန်တော်တို့ခဏတက်ကိုထိမ့်သိမ့်ပြီးတော့ကောင်းမှုစွာကျေးဇူးဆက်ကျေးဇူးဆက်ရှောက်ပြီးမှကျွန်တော်တို့တကယ်လို့မြောက်လိုက်ပြီးဖြစ်ပါတကယ်လို့ပြလိုက်ဖြစ်တာဗောနအဲအဓိက အဓိကကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ဟိုဒီစတိကောင်းတော့လိုင်မင်းနောက်တော့မဲကြီးအာကျော်ကျော်ဦးနောက်တော့လိုင်မင်းရဲ့သားမင်းမော်ဦးအာနောက်တော့အပတ်တပါနော်အပတ်တဆိုတာကျွန်တော်တို့အကျန်းဖက်အဲနိုင်နေအဖွဲ့ပေါ့ဗျာကျန်းမဲ့နေတဲ့ဖွဲ့တိန်သေးအဲတိန်သေးပေါ့အာသူတို့၅ယောက်နဲ့အဲလိုင်မင်းရဲ့မြို့သမီးမှတ်ရလို့လို့လက်ရှိကျွန်တော်တို့အာဟိုဒီစစ်စီတည်ရရှိပါတယ်စစ်စီတုံးပေါ့နော်အများအားဖြင့်ကျူးလွန်လာတဲ့ပြစ်မှုတွေလည်းအများကြီးပေါ်လာတာရှိတာပေါ့နော် ရဲရဲဆက်ဆက်ကျူးလွန်ကြတဲ့ပြစ်မှုတွေအများကြီးရှိပါတယ်ဒီဟာတွေကိုလည်းကျွန်တော်တို့ပြည်သူလူထုတွေကိုကျွန်တော်တို့မကြခင်မှာအရှင်းရှင်းလင်းလင်းဖွင့်ဖွင့်လင်းလင်းကျွန်တော်ချက်ပြမှာဖြစ်ပါတယ်အခုစစ်ကောင်စီကနေပြီးတော့ကျွန်တော်တို့ကိုဖျားဘူးပြည်သူတွေကိုကျွန်တော်တို့ပြည်ထောင်ကနေပြီးတော့အဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတော့တတိယမဟုတ်ဘူးဆိုတာကိုဒါပြည်သူလူထုကိုဖွင့်ဖွင့်လင်းလင်းနဲ့သိရှိနိုင်အောင်ကျွန်တော်ဒါရောက်ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ပါ ကဲဒါဆိုရင်တော့အားလုံးပီတူတူတွေရှင်းတော့ပါပြီနော်အဲ့တော့ချက်ပက်စကောင်စီကတော့ပီတူတူတွေဖမ်းတော့ပါလေဆိုပြီးမှသူတို့ဘက်ကနေလှော်နေတာပါနော်အခုဆိုရင်အချက်က꽌ပြီပေါ့နော်ဒါပြူစောရီမိသားစုတွေဒါကတကယ်လို့ PDF မိသားစုဆိုသူတို့လွတ်ပေးမှာမဟုတ်ဘူးနော်သိကြရနော်မိသားစုတွေပါသူတို့လွတ်ပေးမှာမဟုတ်ခုတော့မှမိသားစုမပြောနဲ့ဒီ PDF တွေကိုလက်ခံလို့ဆိုရွာတွေတောင်ဘုံကျင်းနေသေးတာနော်အဲ့တော့ လုံးဝဒီကျွန်တော်တော်လိုင်းဖက်နဲ့သူတို့ဘက်ကလုံးဝမတူဘူးเนาะလူစိတ်ကိုမရှိဘူးဘက်ကတော့ဗောနော်အဲ့တော့ကျွန်တော်တို့ကဘာပြောပြောအခုချိန်မှာတော့လူစိတ်ရှိရှိရှိသွားပြီမှာเนาะတကယ်ပြူစောဒီအစ်စ်တွေကိုပဲဆွဲထုတ်ပြီးမှဒီမိသားစုဝင်တွေကိုအများကြီးကိုပြန်လွှတ်လိုက်တာဖြစ်ပါတယ်เนาะဒီမှာဆိုကလင်းငယ်လည်းပါတယ်เนาะအဲ့တော့ဆက်ဆံတဲ့ပုံစံအစားမတူဘူးเนาะဒီမှာလုံးဝဒီမိသားစုလိုပဲဆက်ဆံတာတွေ့ရတယ်အဲ့တော့အချက်ဖက်စစ်ကောင်စီရတာဗောနော်တကယ်လို့ PDF မိသားစုသားဆိုရင်တော့သူတို့ဒီလိုလွှတ်ပေးမှာမဟုတ်ဘူးဆိုတော့သိကြပါတယ်เนาะကဲကျွန်တော်နောက်ထပ်ဗောနော်ရခိုင်သတင်းလေးတစ်ချက်လောက်တော့ကြည့်အောင်เนาะ ကလွမြောက်နေမည်တရှို့မှာအရက်သားတွေဟာ walkie talkie လို့ခေါ်တဲ့စကားပြောဆက်တွေကိုအခုနောက်ပိုင်းအသုံးပြုလိုက်ပါမယ်။အဲ့ဒီလိုတုံဆွေးမှုဟာစစ်ကောင်စီရဲ့လေကြောင်း NDA ကိုကြားရောက်နိုင်တယ်လို့သိရပါဗျ။ရခိုင်တပြည်လုံးနီးပါးမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံရတဲ့အတွက်တရှုမြို့တွေနဲ့ကြီးော်တွေမှာအရှင်းရှင်းဆက်သွယ်ပြောကြားနိုင်ဖို့အခုနောက်ပိုင်း အဲ့ဒီဆက်တွေကိုအယက်သားတွေကဝီယူသုံးဆွေးမှုရှိလာနေတယ်လို့ဒေတာခန့်တွေကပြောပါရယ်အဲ့ဒီဆက်တွေထဲကတချို့ဆက်တွေမှာဖုံးစင်ကက်မလို့ဖုံးပေမလို့ပဲသုံးမိုင်လောက်အကောအဝေးအတွင်းမှာဆက်တွေပြောကြလို့ရနိုင်တယ်လို့သုံးဆွေးသူတွေကပြောပါရယ်အထိုင်ဆက်တက်စင်ထားရင်တော့အဲ့ဒီထဲမိုင်အကောအဝေးအများကြီးပြောလို့ရတယ်လို့လည်းဆိုကြပါရယ်ဒါပေမဲ့အဲ့ဒီဆက်ကိုသုံးဆွေးခြင်းအပြင်သုံးဆွေးသူရဲ့တီနီယာတွေကိုစစ်ကောင်စီဘက်က ူးရူးကနေတဆင်ခြေရခံရရှိနိုင်တယ်လို့အာရခတက်တို့ EA အရာရှိတယောက်ကနရင်းစရာကိုပြောပါရယ်အဲ့ဒီနေမီတွေမှာအရက်သားတွေကအခုလိုသုံးဆွေးနေတာကြောင့်စစ်ကောင်စီကစစ်ဖက်အရက်ဖက်ခွေးချမသိနိုင်ပြီးမထင်ရင်မထင်တယ်လို့လေချောင်းကနေဘုံကြီးတိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တဲ့အတွက်အရက်သားတွေသုံးဆွေးမှုဟာအလွန်အန္တရာယ်ရှိတယ်လို့သူကဆက်ပြောပါရယ်အဲ့ဒီဆက်တွေကိုတော်လန်ရေးနေမီတွေမှာတော်လန်ရေးတပ်ဖွဲ့ဝင်တွေကသုံးဆွဲတဲ့အခါမှာ စစ်ကောင်စီကတီနီယာကိုမသိနိုင်အောင်အတွက်ဒီပညာရပြန်လေးပြုပြင်ပြီးတုံဆွေကြရတယ်လို့သိရပါတယ်။အဲ့ဒီဆက်တွေကိုလက်ရှိမှာရခိုင်ကလူမြောက်နေမြေတွေနဲ့တော်လန်ရေးနေမြေတွေမှာတော်လန်ရေးတပ်ဖွဲ့တွေကအရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေကသာများသောအားဖြင့်တုံဆွေတက်ကြတယ်လို့သိရပါတယ်။အေးဒါတော့နော်ဒီကျွန်တော်တို့ရခိုင်ဘက်မှာ line တွေမရှိတဲ့အတွက်ပေါ့နော်။ Okidoki တုံးနေတာအနေထားဖြစ်ပါတယ်နော်ပြည်သူက တော့ဒါပေမဲ့လည်းဒီကြားမှာဒီ walkie talkie သုံးနေဆိုရင်ဒီတော်လိုင်းရဲဘော်တွေကလည်းဒီလိုမျိုးဆက်တီသုံးတာဖြစ်တဲ့တော့ဗောနော် Japan Six Council ကဒီမှားပြီးမှာဗောနော်ပြစ်နိုင်တယ်ဆိုတဲ့အနေထားဖြစ်ပါတယ်နော်အဲ့တော့ဗာပြီးတော့သတိထားပြီးသုံးတာတော့အကောင်းဆုံးဖြစ်ပါတယ်နော်ကဲအခုဆိုရင် Japan Six Council ကဗောနော်ပြည်သူလူထုကိုဘုံကျဲပြီးမှာဗောနော်ပြည်သူလူထုကိုတောခွန်တမင်လောက်နေတာဆိုတော့ကိုဒီအထောက်ထားရင်လည်းပြောလိုက်တယ်ဘူကြီးထမြတ်တို့ရဲ့စကားဝိုင်းနားထောင်ကြည့်အောင်နော်ကလေးကြီးလေဝစ်လေဝစ်လေတာလို့ပဲပြောအောင်နော်ဝစ်လေတာဘာကြောင့်ဝစ်လေတာလဲဆိုဟိုအရင်တုန်းက ဟိုပြည်သူကအမှန်တရားကိုလိုလားတယ်။မန်တရားကိုလိုလားတဲ့ခါကျတော့ပြည်သူကအမှန်တရားကိုအေးအေးဆေးဆေးတောင်းဆိုခဲ့။တောင်းဆိုရင်းကနေပြည်သူကဘာဖြစ်တော့ခိုးရတဲ့ဘဝကိုသူတို့ကမြောက်ရောက်အောင်လို့မြို့ပေါ်မှာအတင်းလိုက်ဖန်းစီနှိမ့်ဆက်ရိုက်နှက်တဲ့လှုပ်တဲ့ခါကျတော့ပြည်သူကတောခိုးရတော့ရဲကနေပြီးတော့မှအခုအဖေးဖေးနဲ့တောခိုးတဲ့လူတွေစုပြီးတော့မှဒါအမှန်တရားတော့လက်နဲ့ကိုင်းပြီးတော့မှမြို့ပေါ်ပြန်တက်လိုက်ပြန်တက်လိုက်အချိန်မှာဒီကောင်တွေက တော့မခေါ်ကျင်းခေါ်ရကျင်းခေါ်ရအဲ့တော့ခေါ်တဲ့လူကမှမြေကြီးပေါ်မှာခေါင်းထောင်ပြီးနေလို့ရသေးတယ်အေးစေးထားစားစားရတောက်စရာသူကဒီပေါ်မှာလမ်းလျှောက်လို့ရတယ်မြေပေါ်မှာလမ်းလျှောက်လို့ရတယ်ဒီကောင်နဲ့မြေမြေပေါ်မှာမနေရတော့ကျင်းနေဟိုကျင်းနေဝင်တော့မြောင်းခိုတာပေါ့အဲ့လိုမျိုးတော့ဒီကတော့ခိုတဲ့လူတွေကမျိုးခိုတဲ့အချိန်မှာဒီကောင်တွေကကျင်းခိုတဲ့မြောင်းမြောင်းခိုတဲ့အချိန်တွေကိုရောက်ကုန်ကြတာပေါ့နော်ဟုတ်တယ်အဲ့လိုမျိုးအားကြောင့်ဒါဝိလဲတာပေါ့ဒီလိုမျိုးဝိလဲတဲ့ဟာတွေကလည်းဟိုဟို ဘယ်လိုပြောရမလဲဆိုတော့အရင်တုန်းကညီလေးဒီဟိုမှာဟိုဘယ်လိုပြောရ2006 2009တော့ဟောအကိုတို့ဒီဟိုဟာဟိုကင်ဘီနယ်ဆစ်စင်ကြီးပေါ့နော်ကင်ဘီနယ်ဘက်ကိုရှေတန်းဝင်တဲ့အချိန်မှာဗောဇဲကိုတို့ဘာလို့ပဲရှေတန်းဝင်တဲ့အချိန်မှာဟိုတနှစ်တာလုံးမှာလူဟိုဒိုင်ယာရောအသေးပြောက်ကောပေါ့နော်တနှစ်လုံးမှာသူကလူ140လောက်တော့ဖြစ်ခဲ့တယ်ဟုတ်ဒါတနှစ်လုံးတော့ဟုတ်တနှစ်လုံးလူ140လောက်ဖြစ်ခဲ့တဲ့အချိန်မှာ ဒါတလောက်ဆယ်ယောက်ကြံမြင့်ဝင်းကျင်ပေါ့နော်ဒါအသေးပြောက်ကဟိုဟိုပြက်တာတို့ဘာတို့ပေါ့နော်မိုင်းမိုင်းနေမိတာတို့ပေါ့အဲအဲ့ဒီထဲမှာညီလေးအမြင့်ဆုံးကအကြီးဆုံးကဘာပါလဲဆိုသုံးပွင့်တယောက်ပဲပါဟုတ်140တဲ့မှာ140တဲ့မှာ3ဝင်းတယောက်ပဲပါအဲ့ဒါအမြင့်ဆုံးရလူအဲ့ဒါအမြင့်ဆုံးရလူဒါပေမဲ့ဒီနေ့ဒီချိန်ကျတော့ကြီးလိုက်တော့ဟိုတားမှာဟိုတိုင်းမူက မက်ဆီကိုက်သွားပြန်ပြီဒီခုနကကုန်းကုန်းကြီးဒီလားမှာပက်လက်ကြီးနဲ့ကြီးလိုက်တဲမှုလေးဟိုဟိုဟိုနေ့ကတော့ခစ်တက်ကပို့စ်မှာတော့မှန်တာလေအတက်နေတော့ကဒီလေးမှန်တာလေတွေ့ရမှာတက်တက်ဒီကောင်လေးအတက်နေမို့တက်နေကြလားမသိဘူးတို့ခွေခောက်ပြီးတော့မှလေပြီးလို့ရှိရင်ကြီးအဲ့ဒီ140လုံးကနော်140မှာဒီကြာတေတဲ့လူတွေကတေးသေးချာချာစနေကြဓာတ်ပေါ်ကြီးပြန်ယူပြီးတော့မှတေချာအမိတ်ပြန်ပြီးတော့မှ ဟိုဖြစ်ခဲ့ရတယ်မြေမြုပ်ခဲ့ရတယ်ပေါ့နော်မြေမြုပ်ခဲ့တကြိုခဲ့ရအဲဒီတော့တော့အယိုးပြခေမဟုတ်သေးဘူးပေါ့နော်အခုနောက်ပိုင်းကျတော့အယိုးပြခေရောက်သွားတဲ့အချိန်မှာလေတေချာခြေတန်းမှာပဲစင်းတေတေချာလုံချုံကြီးယူယူပြီးတော့ဟိုရွာတွေပါရှိလို့ရှိရင်နီးတဲ့ရရွာတင်းကြီးမှာသွားပြီးတော့မှမိမိစိုးတကြိုပြီးတော့မှအဲ့ဒီအယိုးအိုးကို နောက်တန်းမှာရှိတဲ့သူ့မိဘဆိုလဲမိဘဟိုမိမဆိုလဲမိမစီတီရောင်းပြန်ပို့ခဲ့နိုင်သေးတယ်ပေါ့နော်အဲ့အဲ့ဒီခေကာလာတော့အခုဒီနေ့ဒီချိန်မှာလုံးဝဖြောင်းပြန့်ဖြစ်သွားပြီ ဟို140မိုင်ဟိုဘုံကြီးဘုံမူဘွာဒုတိယဘုံမူကြီးဘုံမူကြီးဘုံမူချုပ်တွေရွာတကယ်အတွဲလိုက်ကြီးပါပြီးတော့မှဒူးတော့လျက်တွေရောမောက်ရက်တွေရောပက်လက်လန်တွေရောအကုန်ဖန်းခံမျိုးစုမျိုးစုံတွေဖြစ်နေပြီပေါ့နော်ဒါဝိကချက်ချင်းလဲလာတာပေါ့အဲကြောင့်ဒီကမာယိုတို့ဒီမယန်းကုန်းတို့ဘာတို့ဆိုတဲ့ဟာကဒါဟိုရန်ကုန်မှာသလိုရှိရင်ပြောရမယ်ဆိုမျိုးအတွင်းကြီးလောက်ကြာမျိုးလယ်လောက်သွားကြတာပေါ့နော်ဟိုပြီးရင်လုံညုံရင်းနဲ့မဝေးတဲ့ရန်ကုန်တိုင်းစစ်တပ်နာကျုံနဲ့မဝေးတဲ့ပကွင်းကျင်မှာနေရတဲ့လူတွေတောင်မှပဲဒီနေ့ လုံးကြောင်းတော့ဒါလောက်ထိချင်းချောက်ခံတယ်ဒါကိုလည်းဒီကောင်တွေကသဘောမပေါက်သေးဘူးအဲ့တော့ပြောရတာလဲရှာရီလဲပါဖို့ကြားဖို့မြင်ရလို့ပြောဟာသူတို့ကတော့ကိုထီမနာမည်အဆင့်နေဖြစ်ကုန်အခုချိန်နေရတော့အဲ့အဲ့လိုမှမဟုတ်ဘဲနဲ့အချိန်မီအတီတရားဝင်လို့ကူပြောင်းနေတယ်ဆိုရင်လေအခုချိန်ဒီဒါဒီဘက်ကကြိုးစိုးလုံးမဲ့ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ကဖြစ်စေချင်ပါတယ်ဟိုစစ်တုံမှန်းဖြစ်သွားမှလက်နောက်ပြကျိုးတုတ်ပြီးတော့သူတို့မိဘတွေအတွက်လည်းဒါအဆင်မပေါ့အဲ့တော့မိဘလုတဲ့သူတွေမိသားစုတွေကလည်း ဲ့အချိန်မီတိုင်ငယ်ပေါ့နော်ဒါအချိန်မီပြည်သူ့ဘက်ကိုကူပြောင်းမှုအတွက်ဒါတိုက်တွန်းရမှာပေါ့နော်ကဲဒါတော့ဘွေးချပြည့်တွေစကားဝင်ဖြစ်ပါတယ်เนาะအဲ့တော့ချက်ဖက်စစ်ကောင်စီဖွဲ့တွေကလည်းခုချိန်မှာစဉ်းစားတက်ဖို့လိုပါတယ်เนาะအဲ့တော့ဒီလောက်ထိတိုင်းပြည်ပျက်စီးနေတာသူတို့ဘက်ကိုမေးရင်လည်းပေါ့เนาะမေးအောင်လည်းတကယ်ကောင်းလားလို့သူတို့ကိုမေးရဲဆိုရင်သူတို့လည်းသိပါတယ်เนาะသူတို့ဖြီသူတို့ရဲ့ဖြီကတည်ကြတယ်မကောင်းဆိုတာသူတို့တည်တည်နေသူတို့ကူပီးနေတယ်တိုက်ပီးနေတယ်ဆိုတာတည်ကြပြီးသားပါเนาะအခုဆိုရင်ကိုယ့်ရဲ့ဒီကိုတိုက်နေတဲ့စစ်ကမတရားဘူးဆိုရင်တော့ဒါ စက်တိုက်တင်လားမတိုက်တင်လားစဉ်းစားရအချိန်ဖြစ်နေပါတော့နောက်တစ်ခုကဘာလဲဆိုတော့အခုတိုင်းပြည်ကပြတ်တော့မယ်ပြတ်အောင်ပြတ်နေပါပြီနော်တိုင်းပြည်ကပြတ်နေပြီအခုချိန်မှာဆက်ဆက်ပြီးတော့ဖြစ်နေဦးမယ်ဆိုရင်တော့အခုချိန်မှာဆိုရင်ဟိုလာရှုံမျိုးဆိုကြည့်ပါနော်လာရှုံမျိုးဆိုရင်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့နဲ့ဂျမစစ်ကောင်စီနဲ့တိုက်တာဂျားထဲမှာဘယ်သူနိုင်သွားလဲဆိုတော့တရုတ်ကနိုင်သွားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်နေတာအဲ့တော့ဒါတွေကတကယ်တော့ကျွန်တော်တော်လိုင်းဖွဲ့လည်းတိနေပြီသားပေါ့နော်ဒါပေမဲ့တော်လိုင်းဖက်မှာတော့ရက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့တော်လိုင်းဖက်ကရက်တယ်ဆိုရင်ဂျမစစ်ကောင်စီကသူ့ဟိုမင်းအောင်လိုင်းရပါနော်အကုန်လုံးကိုတတ်နေတဲ့အနေထားပေါ့နော်ဒါပေမဲ့ ဒီတော်လိုင်းအဖွဲတွေကကြတော့ဒီဘက်ကိုအကောင်လုံးတက်နေတာမဟုတ်ဘူးเนาะခုနကရေစကူမှာဖမ်းပြီးတဲ့လူစုကြည့်လိုက်အများကြီးပဲเนาะအဲထဲမှာ9ယောက်ပဲပြူစောတိကိုရွေးနှုတ်ပြီးမှဖမ်းတော့တဲ့အနေထားပါเนาะအဲ့တော့တော်လိုင်းအဖွဲကနိုင်သွားရင်ပြဿနာမရှိဘူးအားလုံးကိုဒီမတရားမှုမှာပတ်သက်တဲ့လူတော့ပဲသူကဖမ်းမယ်ပေါ့เนาะအဲ့တော့ဒီတော်လိုင်းမှာအခုဒီဂျပန်စစ်ကောင်စီအဖွဲတွေကထားပါတော့ခုလိုမျိုးလင်းဝင်လိုက်တယ်ဆိုရင်ဒါပွဲရပြန်ပြန်ပြီးသွားမယ်တိုက်ပြီးလည်းမနာတော့ဘူးเนาะပြီးတော့ကျွန်တော်တော်လိုင်းတစ်ဖွဲ့ဆိုတာအဲ့လိုမျိုးလူတွေရှောက်တက်နေတဲ့ဖွဲ့စည်းလေးမဟုတ်ဘူးเนาะအဲ့တော့ဒီ ဂျပန်စစ်ကောင်စီဖွဲ့ကဒီစစ်သားတွေอ่ะเนาะအချိန်အခုချိန်ဆိုနားလည်ပြီးမှာပေါ့နော်အမြန်ဆုံးအလင်းဝင်တာမျိုးလုတ်တင်နေပါပြီเนาะ Okay နောက်ထပ်ကျွန်တော်ကြည့်ရမှာကတော့ဒီကျွန်တော်တို့ KNP နဲ့ KNU อ่ะပေါ့เนาะအခုဆိုရင်ခြေစစ်တဘောနဲ့ဒီ KNP တို့မှာရှိတဲ့ဂျပန်စစ်ကောင်စီတက်စကန်တွေကိုပြခုသိနေဆိုသတင်းတွေပြီးရင်ရေထွက်ရာရဲ့ဒီဂျပန်စစ်ကောင်စီဘုံချဲမှုသတင်းတွေကိုတုံ့တက်တင်ပြပြထားဆရာလူမြတ်ကျော်ရဲ့ဗီဒီယိုတစ်ချက်တော့ကြည့်အောင်เนาะဖက်စစ်တပ်ကိုတိုက်ပွဲဝင်မှုထိုးစစ်ဆင်မှုကတော့အခြားနေရာတွေနဲ့မတူပဲ ကရင်ပြည်နယ်တခွင်ကတအီအီနဲ့ခြွေစစ်သဘောမျိုးတွားတာကိုတွေ့ရတယ်။အချို့တိုက်ပွဲတွေမြောက်ဒီဆိုတဲ့ဟိုတိုက်ပွဲအခြေအနေကြီးကြောင့်ပြည်သူလူကြားထဲမှာတော်မိုင်းတိုင်းစစ်ဒေသကိုဝေဖန်တာများလည်းရှိပါတယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်မှာတော့ကင်းပြည်နယ်ကိုကဲနီတွေကိုကရင်တွေကိုကျွန်တော်တို့ညီကိုမောင်နှမတွေကိုဖက်စစ်တပ်ဟာ ဘုံချေပြီးတွေးတိုးဆန်းနေရရှိပါတယ်တွေးတိုးဆန်းတို့လိုသွေးပေါင်ချင်းတို့လုံလာတဲ့ဖက်စစ်တက်ကိုကရင်သွေးနဲ့ကရင်သက်တီပြခဲ့နိုင်ရှင်ဒီနေညညစွာဒိုးစစ်စင်နိုင်နေပြည်တော်ကိုတလာအတွင်းရှောက်ရပါတယ်ပကိုးနဲ့လက်ကန်းကွာလीစစ်တောင်းသားကကြော်လိုက်တာနဲ့ဟိုဘက်ပကိုးတောင်ကိုတကြောကိုဖြတ်တက် အထွေထူးတည်တည်စိတ်တရားတော့မပြောနေတော့နော်ရှည်သွားမှာဆိုအဲ့တော့မာလာဖတ်စစ်တဟာဖတ်ထီးတို့အမိုးတို့အတီးတို့အကြော့တို့ဖိုးခွားတို့စင်ခေါ်နေပြီတိုက်ခိုက်မှုရွာလေဈေးကိုအဓိကတိုက်ခိုက်မှုအပြည့်ဆိုရတိုက်ခိုက်မှုပေါ့နော်တိုက်ခိုက်မှုဒါစိတ်ရာသွေးမှုကျူးလွန်နေရဖြစ်ပါတယ် လူမျိုးတို့တပ်ပြတ်မှုကိုရွန်ဂျာတွေမှမဟုတ်ဘူးဗမာတွေကကချင်တွေကရှင်းတွေကရှမ်းတွေကကိုတပ်ပြတ်နေတဲ့ဖက်စစ်တပ်ကိုလနကန်တိုက်ပွဲနဲ့တော်လန်ချင်းနီနာတမျိုးနဲ့ကမ္ဘာမြတ်မှုဆိုင်ရာခုံရုံးတွေကိုလည်းကျွန်တော်တို့မှတ်တမ်းတင်တိုင်ကြားထားမယ်အခြေအနေမျိုးရှိပါတယ်။မနေ့ကလည်းရေထွက်ကိုရေထွက်ကိုရေရွက်ကြောက်ဒီကနေ့တိုက်တယ်ပေါ့ဗျာ။မနေ့က မနေ့ကဆိုခုနကျွန်တော်ပြောလိတ်ကြကြေးရွာကိုတိုက်ခတ်ခဲ့တဲ့အတွက်73ပေလေလို့ကျွန်တော်ခုနပြောပါတယ်အဲ့တော့ဒီတိုက်ခိုက်တာနေပတ်သက်ပြီးတော့လိတ်ကြနဲ့ရေထွက်ရွာဟာမန္တလေးမိုးကုတ်ကားလန်ဘေးမှာတည်ရှိပြီးရွှေထွက်တဲ့ဒေသတွေဖြစ်ပါတယ်อืมစိတ်ဝင်စားစရာတော့ကောင်းလာတဲ့အခြေအနေဒီလိုပြည့်မဲ့ပြည်သူတွေတည်ဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့ မန္တလေးနန်းတွင်အလေပိုင်းတိုင်းစစ်ဌာနချုပ်လပကရဲမှာအောင်ဝဲခံနေတာကိုကျွန်တော်တို့တွေ့ကြရပါတယ်တွေ့လိုက်ရပါတယ်တွေ့မြင်နေရပါတယ်ဗစစ်တပ်ရဲ့ Telegram channel တွေမှာရေထွက်နေလက်ချကိုတိုက်ခိုက်နေမှုပါပီဒီအက်ရဲ့စီးပွားရေးအရှိုက်ကိုထိုးနိုင်တယ်လို့ပြောဆိုပြီးအောင်ဝဲခံရတယ် ဲ့တော့တပိတ်ချင်းရဲ့ရွှေထွက်တဲ့ဒေတာတွေနဲ့ပတ်သက်ပြီးဘန္နာကြီးဆိုင်ရာအငင်းပွားမှုတွေကိုလည်းလူသားညီညွတ်ရေးအစိုးရထဲမှာအများအပြားရှိပါတယ်ဒါတွေကိုတော့ကျွန်တော်သိတတ် NUG10 အ NUG review ဆိုတာမျိုးကျွန်တော်ပြောပါဦးမယ်ပေါ့နော်ဒီနေ့တော့မပြောတော့ပါအဲ့တော့ဖတ်စစ်တာဟာတပိတ်ချင်းစင်ကူမရယာမိုးခုတ်ဒီနေရာကိုမပြတ်ဘုံချဲတိုက်ခိုက်နေပါဧပြီလတက်လာရဲမှာ 14ချိန်ဘုံကျဲတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်ဒီဘုံကျဲတိုက်ခိုက်မှုเนี่ยပတ်သက်ပြီးကျွန်တော်တို့ဟာပြင်းထန်စွာပြန်လည်ခုခံနိုင်ဖို့မှတ်ကင်ဆိုတဲ့လင်းပြစ်ပစ္စည်းတွေလိုအပ်တယ်လို့လင်းကိုတံပြန်တုံ့ပြန်နေတဲ့နီးနာနေသိရတွေကိုလည်းအနေနဲ့အရရက်ကတော်လန်ကြီးတွေကနေသင်ခန်းစာယူသင်ကြားပို့ချကြဖို့ ျွန်တော်တစ်ခါတစ်ခါပြောနေပါတယ်စစ်တပ်ဟာသူ့လုပ်ကိုသူလုပ်တယ်စစ်တပ်ဟာရန်သူပိတာတယ်ကျွန်တော်တော်လိုင်းကြီးတွေကတော်လိုင်းကြီးသမားတချို့ကတော့တော်လိုင်းလုတ်ချင်အောင်ဆောင်မနိုင်ချင်လို့လားတော်ရင်တို့ရှိပါစီဆိုပြီးတော်လည်ရင်းနဲ့ဈေးကွက်စီးပွားရေးကြီးဖြစ်နေတာလားဒါလို့တော့မပြောတော့ဘူးเนาะ ဒါတော့ဆီယလမစ်ကျော်သုံးသက်ချက်ပြီးလို့ဖြစ်ပါတယ်နော်အဲ့တော့ချက်ဖက်စစ်ကောင်စီရဲ့ဘုံကျဲမှုကိုသူကဒီပြည်သူတွေကိုဘုံကျဲမှုမှာသူကဒီလိုအောက်ဘက်ခံတဲ့အနေအထားကြီးရတာတကယ်ပေါ့နော်လူစိတ်ကိုမရှိတော့တဲ့အနေအထားကိုဖြစ်နေပါပြီနော်အဲ့တော့ဒီဘုံကျဲမှုကလည်းနေ့တိုင်းမှာကျွန်တော်ကြုံတွေ့နေရပါတော့အဲ့တော့ပြည်သူတွေကတော့အခုဆိုတော့မေကွန်တိတ်မမိတော့ဘူးနော်အဲ့တော့ဒီငတ်ပြစ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့အာခုချိန်ထိလင်းနေတာမှာပေါ့နော်ဒီလင်းကိုပြစ်ချနိုင်တဲ့လက်နက်ကိုမရနိုင်သေးတာတော့တော်တော်လေးကိုအခြေအနေဆိုးတယ်ပေါ့နော်အဲ့တော့ပြည်သူတွေကတော့ ဟိုရှိသမျှစီးစိမ်ပြောင်းရင်ပြောင်းပါစေဒီလင်းပြစ်လက်နက်တာရမယ်ဆိုတော့တကယ်ဝင်မဲ့အတူတူဖြစ်ပါတယ်နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့အစိုးရထပ်ပြီးတော့စူးစမ်းတင်ပါတယ်နော်ဟိုပထမတစ်ခေါက်ကဒီဒီလင်းပြစ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုနိုင်ပြီးပြစ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းဒီလင်းပြစ်ကိုပြန်ပြီးတော့အာစူးစမ်းပြီးမယ်ဆိုရင်တော့ဒါပြည်သူကပြန်ပြီးတော့ဗောနနားလဲပြေးလို့ရရင်ရနိုင်မယ်ဗောနဒါပေမဲ့လည်းအဲ့တော့ပြည်သူရဲ့ဒုက္ခတွေကိုစာနာပြီးတော့ဒီလင်းပြစ်လိုမျိုးဟာတွေကိုအာဝယ်နိုင်နေဆိုရင်တော့ပြည်သူတွေကတော့တော်တော်လေးကို ကျေးဇူးတင်မဲ့အနေထားမှာရှိပါတယ်နော်ဒါပြင်ခုချိန်မှာဆိုရင်ဒီလင်းပြည့်မရှိတဲ့အတွက်ကျမစစ်ကောင်စီကစိတ်ကြိုက်ကိုဘုံကျိမှာပါနော်သူတို့ကလုံးဝပဲဟိုမရှုံးနိုင်တော့မဲ့အနေထားပုံစံကြီးနဲ့သူတို့လုံနေတာဖြစ်ပါတယ်နော်အဲ့တော့သူတို့ဆုံးမဖို့ကဒီလင်းပြည့်လက်နဲ့ရတာကကျွန်တော်တို့ရဲ့တော်လိုင်းအတွက်လည်း key တစ်ခုဖြစ်မယ်လို့လည်းယုံကြည်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ဒီမနက်ပိုင်းတင်ဆက်မှုဗီဒီယိုလည်းဒီလောက်ပဲဖြစ်ပါတယ်နော်စာဆုပ်ကြည့်ပြီးတဲ့မြို့ပြည်သူရောက်စီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မေးအောင်လိုင်းစစ်ပြီးငလင်ပြီးဘေးအနေပေါင်းစုံမှကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ